ရခိုင်တမိုင်းသူစည်စနာအဖွဲ့ Arkan Historical Research Society ကကျင်းပပြုလုပ်တဲ့ Workshop for Research Technique in History သင်တန်းကိုအထင်ကြီးရခိုင်တမိုင်းပညာရှင်ဒေါက်တာအေဂျန်ကတမိုင်းသူစည်စနာနေ့စနစ်တွေကိုတင်ကြားဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒီသင်တန်းကိုတမိုင်းသူစည်စနာကျောင်းသားကျောင်းသူတွေသူစည်တီတွေနဲ့တမိုင်းဝါသနာရှင်တွေအတွက်အဓိကရွယ်ပြီးပြုလုပ်တာဖြစ်ပြီးတမိုင်းသူစည်စနာဆိုင်ရာတွေကိုစိတ်ပါဝင်စားသူတိုင်းလေ့လာသင်ယူနိုင်ဖို့အထူးအခွင့်အရေးတစ်ရက်လည်းဖြစ်ပါတယ်။သင်တန်းကလည်းတမိုင်းကဏ္ဍတစ်ခုမှာ လူသားတွေရဲ့အရေးပါမှုကိုလေ့လာမှတ်သားခွင့်နေတမိုင်းသူရည်စနာဆိုင်ရာစူးစမ်းလေ့လာမှုကဏ္ဍတွေမှာတမိုင်းဆရာတွေအနေနဲ့တည်တင်တည်တိုက်လိုင်းနာအသင့်လိုင်းနာဖို့လိုအပ်တဲ့ကျင့်ဝတ်အကြောင်းအရာတွေနဲ့တမိုင်းဆိုင်ရာစူးစမ်းလေ့လာမှုတွေမှာအသုံးပြုရတဲ့သိပ္ပံနေကြနီးလန်းတွေကိုနက်နက်ရှမ်းရှမ်းလေ့လာကြရမှာဖြစ်ပါတယ်။တမိုင်းကလူသားကုန်သိခါလူသားတို့ဖြစ်တည်မှုလူသားတို့ရဲ့သဘာဝလူသားတို့ရဲ့ပြယုတ်တွေကိုအတန်တိတ်မှတ်တမ်းတင်ထားတဲ့အရာတွေဖြစ်တဲ့အတွက်အဲ့ဒီအရာတွေဖြစ်တဲ့လူအုံဆောင်ဘာသာရေးဆောင်အုံ ကျောက်စာပေစာစတဲ့မှတ်တမ်းတွေကိုလူသားတွေရဲ့ဖြစ်တည်မှုအတိတ်သမိုင်းကိုပြန်ကြည့်ကြဖို့ဘလောက်ထိအရေးပါလဲဆိုတာကိုနားလည်သဘောပေါက်နိုင်ဖို့အတွက်ဒီတင်နှန်းကိုတက်ရောက်တင်ပါတယ်တင်နှန်းကိုတော့ဒီဇင်ဘာလ6ရက်ကနေဖေဖော်ဝါရီလ9ရက်နေ့အထိတပတ်ကိုတရက်နဲ့10ပတ်ကြာတင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်တမိုင်းရှေးအောင်သူတေသနာတုံးမဟုတ်အစ်တိုင်းဘာသာရက်တွေကိုလေ့လာနေတဲ့သူတွေတမိုင်းသူတေသနာတွေကိုလေ့လာနေတဲ့သူတွေတမိုင်းပညာရေးဆိုင်ရာစာဆောင်စောင်းပါးတွေရေးသားနေတဲ့စာရေးဆရာတွေစာရေးဆရာမတွေ လူမှုသိပ္ပံဘာသာရပ်တွေသင်ကြားနေတဲ့ဆရာဆရာမတွေတမိုင်းသူစနကျွမ်းကျင်မှုတွေကိုအစဉ်မြင့်တင်ခြင်းနဲ့စိတ်ပြင်းပြသူတွေတယောက်လေးလာတင်တဲ့သင်တန်းတစ်ခုလည်းဖြစ်ပါတယ်တင်နန်းပြီးဆုံးတဲ့အခါရခိုင်တမိုင်းသူစေတနာစာရန်ရေးသားပြုစုလိုတဲ့တင်နန်းသားတွေအနေနဲ့လည်းစာရန်ပြုစုဖို့ရခိုင်တမိုင်းသူစေတနာအဖွဲ့ရသသဖကလိုအပ်တာတွေကိုပံ့ပိုးကူညီပေးမှလည်းဖြစ်ပါတယ်တယောက်လူသူတွေအနေနဲ့ကတော့သက်ဆိုင်ရာအချက်အလက်တွေကိုဖော်ပြပါကူကဲဖောင်ကနေတိတိကျဖြစ်ပေးဖို့လည်းလိုအပ်ပါတယ်ခင်ဗျာ